အိမ်တစ်ခုလုံးကရိုင်ထိုးသွားတာတူကတော့ကိုပဲခေါင်းမူးလို့လားပေါ့နော်ဝယ်ရာကိုထွက်ကြည့်လိုက်တော့ကိုကအဲ့မှာအော်ဟစ်ပြီးကြီးလွားနေရငလေးလုတ်တယ်ငလေးလုတ်တယ်ပေါ့နော်ပြီးပြီးပြီးဆိုတော့ချောင်ကုန်မြို့မှာအဆောက်အုံတွေတိုးတက်လာတာနဲ့အမျှတဘာဝဘေးအန္တရာယ်တစ်ခုဖြစ်တဲ့ငလျင်တဲ့အန္တရာယ်ကိုကာကွယ်နိုင်ဖို့ငလျင်တဲ့ခဏိုင်အားရည်သွေးပါအဆောက်အုံတွေထည့်သွင်းတည်ဆောက်ဖို့လိုအပ်လာပြီဖြစ်ပါတယ်စီပင်နဲ့ပတ်သက်ပြီးတော့စီပင်ကလာစစ်တာလဲမရှိသလောက်ပဲ ကျွန်တော်တို့ဒါရှင်းပြောရင်အစာဟုဆောက်မယ်ဆိုစီပင်ကစစ်ဆေးဆိုတာအစာဟုခိုင်မခိုင်ကိုဆက်ရမှာဒါပေမဲ့အဲ့လိုလာစစ်တာလည်းမရှိဘူးသူတို့ကတော့ဗာအကြောင်းပြဆိုလူလာပြောမှစစ်တယ်ဆိုတော့အကြောင်းကြပါသူတို့အကြောင်းကြပါဆိုပြီးတော့ပြောတယ်ဒါပေမဲ့သူတို့အကြောင်းကြဖို့ဆိုတော့လုပ်ငန်းရှင်တော်တော်များများလည်းဘယ်သူမှလည်းအကြောင်းမကြောက်ဘူးအစာဟုကပြီးအောင်ဆောက်သွားတယ်ပြီးတော့မှဒီဒီခွင့်ပြုမိတ်ပေးလိုက်တာဗောနော် BCC ပေးတာတော့ဗောအဲ့ဒီကလုတ်တဲ့ကလေးကလည်းလည်းကျန်းတာဗောကျန်းတော့အေးချပြန်ကြည့်လိုက်တော့တော်တော်ကြီးဟာသွားတာဗောဟာ ဟာသွားတော့ဒါကတော့တိတ်ပြီးတော့စိတ်မချရတဲ့ဒီသားပေါ့တချို့ကလည်းရလုံမှုတကူတည်းနဲ့ဟလာဟိုကန်ထရိုက်နဲ့ကန်ထရိုက်ဆိုတာလည်းတချို့ဒီဒီတရားမဝင်တဲ့ကန်ထရိုက်တွေနဲ့အတ်တယ်အတ်ပြီးတော့ခုနလိုမျိုးအရင်စလိုစောက်ပြစ်တယ်လူတွေကတော့နားမလည်ဘူးလေအဲ့ဒီဟာမျိုးကိုအငယ်တို့ကဟိုတိတ်မလိုလားဘူးအနေရထိုင်ကြတာရောဟောလာပြီးအောင်မဆောက်တာရောထွက်ပြီးသွားတယ်ဟိုတရားမဝင်ကန်ထွက်ကြည့်အများကြီးရဲ့လူတွေတို့ကရောက်လူတွေကဟာလာငယ်ငယ်လို့ခါမှာပဲအရန်ကုန်မျိုးကြီးဟောလာခုနက ဟိုခိုင်ခံ့မှုစိတ်မချရတာလို့ဘာလို့ဟိုစီမင်သာပဲမကောင်းလို့လို့ဒုက္ခပေးတယ်လို့အဲ့လိုထင်တာပေါ့အမအဲ့လိုမလုပ်သင့်ဘူးစပြီးလုပ်တဲ့ကကိုနေမဲ့အဆောက်အဦလေကိုစိတ်ချရအောင်ဟုတ်လားလုပ်ဖို့ကောင်းတာပေါ့ကျွန်တော်ကြံပေးချင်တာတော့စောက်ဦးစောက်နေနဲ့အင်ဂျင်နီယာတွေမြတ်မြတ်ခန့်ပြီးတော့တာဝန်ယူတာဝန်ငယ်အင်ဂျင်နီယာတွေမျိုးနဲ့တွေမှာရှိတယ်အဲ့ဒါသူတို့ကတကယ်ကိုအဆောက်အဦကိုတကယ်တမ်းကောင်းမကောင်းစစ်ဖို့အတွက်သူတို့ခန့်ထားတာဒါပေမဲ့အဲ့တာဝန်ယူသူတို့ကပြေပြေမထမ်းဆောင်ကြတဲ့မထမ်းဆောင်ဘူးကတော့တကယ်တော့အဲ့အရာတွေမစစ်ဘဲနဲ့ ဟိုတပြည့်ဟာတွေပဲအဓိကပေါ့ဒါတွေကတော့ပြောမယ်ဆိုရင်တော့နည်းနည်းလေး level လိုက်မှုကိစ္စတွေများတာပေါ့ဒါတွေဒီ project ကိုတိစားတဲ့ခါမှာတော့တရားပိုင်းတစ်ပိုင်းရှိတာပေါ့နော်ပိုင်းတစ်ပိုင်းရှိတဲ့ခါမှာကျွန်တော်တို့ကဒါ quality ပိုင်းရှိပါတယ် quality ပိုင်းကတော့ဒါ QA QC ပိုင်းပေါ့နော်အာနောက်တစ်ခုကတော့ကျွန်တော် progress ပေါ့နောက်တစ်ခုကတော့ safety ပေါ့ဒီသုံးခုကိုကျွန်တော်တို့ကဒီဟန်ချမ်းညီညီကျွန်တော်တို့ဒီတိစားရတယ်လူတွေပိုင်းဖြစ်တဲ့အတွက်ကျွန်တော်တို့ဒါ safety ပိုင်းအထူးပြုစိုက်ပြီးတော့စားရတာပေါ့ဗျာအဲ safety ပိုင်းစားရတယ်လို့တစ်ဖက်က safety ပိုင်းနဲ့ progress နဲ့ဒါကျွန်တော်တို့လက်တက်ဖြစ်နေတဲ့ခါကျတော့ဒီနှစ်ခုတော်တော်လေး တင်းတင်းဆောင်ရတဲ့အပိုင်းတွေရှိပါတယ်တစ်ဖက်ကလည်း progress ကတက်ချင်တယ်တစ်ဖက်ကလည်း safety point လည်းတူတူဆိုင်တဲ့ခါကျတော့တေချာလေးပြီးတော့ပြီးဆိုင်ပြီးတော့ကျွန်တော်ဆောင်ရတဲ့နေရာလည်းရှိပါတယ်လက်ရှိရန်ကုန်မြို့တွင်းမှာလူနေထိုင်မှုမသင့်တော့တဲ့အန်ဒီရဲ့ရှိအဆောက်အအုံတရားကျော်ရှိနေသေးတယ်လို့ရန်ကုန်မြို့တော်စီပင်သာယာရေးကော်မတီအင်ဂျင်နီယာဌာနရဲ့စီးရင်စရာတွေအရသိရပါတယ်